2025ခုနှစ်ရဲ့တောင်ကြီးတစောင်းနိုင် ဖွင့်ပွဲအခမ်းအနားကိုအော်တိုဘားလ29ရက်နေ့မှာအောင်မြင်စွာကျင်းပပြီးစီ9 င်္ဂလာပါပရိသတ်ကြီးရှင်ရခုနှစ်2025ခုနှစ်ရတောင်ကြီးတဆောင်းတိုင်းဖွင့်ပွဲအခမ်းအနားကိုမနေ့ကအောက်တိုဘာလ29ရက်နေ့ညနေ4နာရီမှစတင်ကဖဲချိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးမိဘုံပြန်လွင်တင်တဲ့အစီအစဉ်များနဲ့ရိုးရအကားလာများဆုံးလင်းစွာနဲ့စီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါတောင်ကြီးတဆောင်နိုင်ပွဲကိုတော့အော်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့အထိ9ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအဆိုပါပွဲရက်တွေအတွင်းမှာလွှတ်တင်ခဲ့တဲ့မိဘုံပြန်တွေကိုမိဘုံပြန်အမျိုးအစားအလိုက်အမှတ်ပေးပြီးပိတ်ပွဲနေ့မှာတော့စုချင်းမြက်ပွဲကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်တောင်ကြီးမြို့မှာနှစ်ဆင်မပြန်ကျင်းပပြုလုပ်လေးရှိတဲ့တောင်ကြီးတဆောင်နိုင်ပွဲတော်ကိုတော့တောင်ကြီးမြို့အဝေယာကွင်းထဲမှာကျင်းပပြုလုပ်တာလည်းဖြစ်ပါတယ် အဆိုပါမိဘုံပြန်ပွဲတော်မှာမိဘုံပြန်430ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးအော်တိုဘားလာ29ရက်နေ့မနက်ပိုင်းမှာမိဘုံပြန်နေလွတ်အယုတ်ပေါင်းအလုံး30ကိုစတင်လွတ်တင်ခဲ့တယ်လို့လည်းသိရပါဗျ။ ယခုနှစ်တောင်ကြီးတစောင်းနိုင်ပွဲတော်ကာလအတွက်တောင်ကြီးကိုသွားရောက်လည်ပတ်တဲ့သူများပြားလာကြောင်းတောင်ကြီးမြို့ရှိဟိုတယ်တဲခိုကန်းနဲ့မိုတယ်အခန်းတွေအားလုံးပြည့်နေသလိုဘုံကြီးကျောင်းတွေပါပြည့်နေနေတဲ့အတွက်ကလော်ဟိုပုံမြို့နယ်တွေမှာပါတဲခိုနေရပြီးတောင်ကြီးတစောင်းနိုင်ကိုလည်ပတ်မဲ့သူတွေအများအများရှိနေတယ်လို့လည်းသိရပါဗျာ။